မေသူပါရှင်မေသူပြန်လာခဲ့ပါမောင်မေသူပေါ့နော်ဟုတ်စင်းနေစဆိုတာတော့စနေကြော်ပြီပေါ့ဟုတ်အရှင်းကိုကိုပွဲတွေထွက်တယ်ဆိုင်းပွဲတွေနောက်ထွက်တယ်ရတဲ့ညကြီးနဲ့ဒီဝိုင်းပွဲတွေထွက်တယ်ရတဲ့ညကြီးနဲ့ဒီရပြန်လာခဲ့ပါမောင်စီဒီလေးလုတ်ခဲ့တာပါအချင်းဝယ်တည်တယ်လူမသိကြဘူးပေါ့နော်အဲ့ဒီအတွက်ကဒီတချင်းရဲ့အကျိုးခံစားခွင့်ကဘာမှတိတ်ပြီးမရဘူးသူဆိုပြီးပါ မေသူပါရှင်မေသူကြံလာခဲ့ပါမှာမေသူပေါ့နော်ဟုတ်စင်းနေစဆိုတာတော့10နှစ်ကျော်ပြီပေါ့ဟုတ်10နှစ်ကျော်ပါပြီအာဆရာစိန်သူဝါးထဲမှာဘကုမြဆိုပြီးလူတွေအရင်သိပါတယ်သိပြီးမှပြန်လာခဲ့ပါမောင်စီရီထွက်တဲ့အခါမှာပြန်လာခဲ့ပါမောင်တချင်းလေးကပောက်ခဲ့တာပေါ့နော် အလိုလေးလူတီအများဆုံးကတော့ပြန်လာခဲ့ပါမှာချင်းလေးပါပိုင်းတချင်းကလေစီးရီးလောက်ရှိပြီတော်တော်များများရှိပြီပေါ့နော်တချင်းတွေကြီးပဲအပုတ်တရားနေပါရှိနေပါပြီကိုကကိုလုပ်တဲ့တချင်းလေးတွေကပေါ့နော်အဲ့လိုလေးတွေကြိုးကြိုးစားစားလေးလုပ်ထားတာရှိပါတယ်ဒါပေမဲ့ပြန်လာခဲ့ပါမောင်ကိုကြတော့ဒါဒီလူဆိုပါတယ်ဆိုပြန်တချင်းနဲ့လူနဲ့တွဲပြီးမသိကြတာလေးတွေရှိပါတယ် အထွက်သေးတဲ့တခြင်းရှိတယ်အခုဒီလကုံကိုရာဇဝင်မတွင်တဲ့အချစ်ဆိုတဲ့တခြင်းလေးထွက်ပါမယ်ဒါကတော့အဲခန်းခန်းနာနာလေးလုတ်ထားတယ်ပေါ့နော်ဒီတခြင်းလေးကိုကြတော့ပရိသတ်ရဲ့ရာဇဝင်တခြင်းလေးတီးဝါဒသက်မှာတစ်ခါမှမဆိုးဘူးတဲ့ရာဇဝင်တခြင်းလေးတစ်ပုဒ်လုတ်ထားပါတယ်ဒီလကုံကိုထွက်ဖို့အစီအစဉ်ထားပါတယ်ရှင်ဟိုဘလို့ပုံစံလေးလဲဆိုတော့ပေါ့နော်တေးဆရာကတော့ဦးမဲနောပါဇညုံကတော့လေးလေးအမှုခါပေါ့နော်အဲရိုက်တာကတော့ကိုလင်းပါရှင်ဒီတခြင်းလေးကသူ့ရဲ့အတိတ်ပဲတရားမှုကမြန်မာနိုင်ငံမှာ အမျိုးသမီးသူရဲကောင်းတွေရှိတယ်ဆိုတော့သဘောတရားလေးကိုပြကျင်တာကြံမင်သင်ဆိုတော့သူရဲကောင်းမင်းသမီးလေးအကြောင်းပါရှင်တချင်းလေးကောင်းစီရလဲရာဇဝင်မတွင်တဲ့အချစ်တဲ့အချစ်ဇလန်ကြောင်းလေးဖြစ်ပေမဲ့မြန်မာနိုင်ငံမြန်မာတမိုင်းမှာဟိုအမျိုးသမီးသူရဲကောင်းဆိုတာရှိခဲ့တယ်ဆိုတာလေးကိုဒါချပြကျင်တာဒီလိုလေးပေါ့နော်ဒါလေးကိုဒီလကောင်ကိုထွက်ပါမယ်တချင်းလေးကိုလည်းတသက်ရရနဲ့ AI လေးနဲ့ဖန်တီးပြီးရိုက်ထားပါရရှင် ဲ့အချိန်ကကိုကံမကောင်းတာလို့ပဲဆိုရမလားမသိဘူး။နိုင်ငံခြားပွဲလေးတွေဆက်ဆဆင်းထွက်တော့အာဘာကောက်ပွဲလေးတွေအများဆုံးဆိုရတယ်။ဒါပြီးတော့ကိုဗစ်ဖြစ်လိုက်တာကိုဗစ်ဖြစ်လိုက်တော့ကြာနားလိုက်ရရောအဲ့မှာဒါစပြီးနားလိုက်တာအခုချိန်ထိပေါ့နော်။အခုကတော့နည်းနည်းလေးတွေသတင်းနေကြတဲ့အခါမှာဆိုတော့မေသူကမြန်မာပြည်အောက်ပိုင်းဘက်မှာတခြင်းတွေလက်ခံပြီးစိုးနေတယ်ဆိုတဲ့သတင်းလေးတွေကြားတော့အိုးကိုမဟုတ်ပါလားပေါ့နော်။အလူတကာအလူမကြီးတွေကဆက်သွဲလာတော့အဲဘယ်နေ့ကိုရောက်မှာတော့သူကလည်းဖုန်းနံပါတ်ပဲရလာတော့ဆို YouTube ကရတယ်။အော်ဘယ်ကနေ့ ဘယ်နေ့ရောက်မှာတော့လို့ပြောတဲ့ခါကျအဲကျမကိုပွဲမငါထားဘူးလေအဲ့လိုလေးတွေရှိပါတယ်ပြဿနာလေးတွေအဲ့အဲ့လိုလေးတွေပုထေလေးတွေနည်းနည်းရှိရပါတော့။သူတို့ကတော့ပြောပါတယ်ဟိုပွဲငါတာဒီထောက်ပါတယ်ပွဲငါပါဒါပေမဲ့ဟိုဓာတ်ရိုက်ဖုန်းနံပါတ်တွေလည်း YouTube မှာတင်ထားတာဖြစ်တယ်အဲ့ဒီကနေဓာတ်ရိုက်ဆက်ပြီးငါလို့ရပါတယ်။ပွဲစားလေးကနေတစ်စင်ကတော့ငါတော့ကြတော့လူတွေမပြီးမှဒါဟိုဘယ်လိုခေါ်မလို့ဒါဟာဒါပြန်လာခဲ့ပါမှအစိုးရမြေသူဆိုပြီးမှငါသွားတဲ့နေရာမှာပြဿနာတစ်စုံတရာတက်တဲ့အခါကျလို့ရှင်ဒီမြေသူမဟုတ်ပါဘူး။ အာဟိုတခြားမေသူတွေကလည်းအများကြီးဆိုတော့ဗောနော်ရောပြီးမှအာတကူဖြစ်ရင်ဒီမေသူနဲ့မဆိုင်ပါဘူးလို့ဒါမီဒီယာကနေတစင်ပြောချက်ပါတယ်ကျန်လောကမိချစ်ဆုံးမောင်ကြီးမရခဲ့ပါဘူးခုချိန်ဒီမရခဲ့သေးဘူးဆိုတာအာဒီတချင်းလေးထွက်ပြီးတော့ဒီတချင်းလေးကိုဆိုတာလဲဟိုကကြောတော့နောက်ကမရှိခဲ့ဘူး ကိုကိုတိုင်းပဲမြန်မာဆိုင်းဝိုင်းနောက်မှာတခြင်းဆိုရဲပေါ့နော်မြန်မာဆိုင်းဝိုင်းနောက်မှာတခြင်းဆိုရဲမေသူရဲလို့ဖြစ်လာတာကတော့ဇာစိန်လူဝါနောက်မှာတခြင်းဆိုရင်းနဲ့ဘကိုးမြအနေစခဲ့တာပေါ့နော်ဘကိုးမြအနေစပြီးမေသူမေသူဒါမန္တလေးမြို့အနုပညာလောကမှာလည်းမေသူဆိုရင်မသိတဲ့လူမရှိပါဘူးအာဒီလိုနဲ့အဲတခြင်းကိုကိုပွဲတွေထွက်တယ်ဆိုင်းပွဲတွေနောက်ထွက်တယ်ရတဲ့ညကြီးနဲ့ဒီဝိုင်းပွဲတွေထွက်တယ်ရတဲ့ညကြီးနဲ့ဒီရပြန်လာခဲ့ပါမောင်စီးတီးလေးလုတ်ခဲ့တာပါ ပေါ့နော်အချင်းကိုတပုတ်ချင်းတပုတ်ချင်းပွဲတပွဲပြန်လိုက်ဒါဂီတာမို့အပ်လိုက်တေးဆရာကိုပေးလိုက်ဒီလိုပဲခက်ခက်ခဲခဲစူးစားခဲ့ရတဲ့ပြန်လာခဲ့ပါမှာပစီဒီလုံးမှာဒါအမှတ်တရတွေကြီးဟုတ်တယ်ဟုတ်တယ်အဲ့လိုပေါ့နော်အော်ဆိုပရိသတ်ကတည်းကဟိုတချင်းဝင်ဝဲတည်တယ်လူမသိကြဘူးပေါ့နော်အဲ့ဒီတွက်ကဒီတချင်းရဲ့အကျိုးခံစားခွင့်ကဘာမှတိတ်ပြီးမရခဲ့ပါဘူးမရခဲ့ဘူးနှစ်ပွဲသုံးပွဲလောက်ပဲဒါကလည်းအဲနိုင်ငံခြားပွဲဆိုတာလည်းကိုပရိသတ် လောက်တာများတယ်ကျွန်တော်ကပရိုက်တာလောက်တာများတော့ပရိုက်တာနဲ့ဆက်ဆက်ပြီးမှဘန်ကောက်ကိုသွားပြီးတချင်းဆိုရတာများပါတယ်ဒီလိုတချင်းရဲ့ကြောင့်လို့ငားတာတော့မရှိသေးပါဘူးမရှိခဲ့ဘူးပရိုက်တာလုံးလို့ဆိုပရိုက်တာချင်းဆက်ဆက်ပြီးမှနိုင်ငံခြားပွဲလေးတွေသွားပြီးဆိုရတယ်တရားပွဲတွေမှာအများဆုံးသွားပြီးဆိုရတယ်တရားတောင်းရဲ့ဒီပြန်လာခဲ့ပါမှာနိုင်ငံခြားမှာနေနေတဲ့လူတွေတွေအတွက်ဒီတချင်းလေးကသူတို့ရဲ့ခံစားချက်နဲ့တူတော့ ဒါပြောမယ်ဆိုပြိသက်နိုင်ငံเจ้ามาနေပြိသက်အားပေးတော့အဲ့လိုချစ်တဲ့ငယ်ကြီးလင်းဆိုင်ချင်းလေးရောက်ခဲ့ပြီဒီစင်းကောင်းကြီးလေးဆောင်းလာကလေးဒီလောက်လာတော့ညာဒီထဲမှာတင်ဆိုပြိသက်အကြည့်ညာလည်းဒီတဲ့ချင်းလေးကိုရှိတာဆိုချင်းလေးဆိုပြိသက်လာခဲ့ပါမအောင်ညာလာခဲ့ပါမအောင်အချစ်ကန်စုကျမကအမှုပညာတဲ့ပြောမယ်ဆိုရင်တော့ပြန်လာခဲ့ပါမအောင်တစီးဒီလုံးကအလုံးရဲ့ရင်ထဲကိုရောက်တယ်ဗောနော်နေပြည်တော်ဘက်မှာကျတော့ နေပြည်တော်ဘက်မှာကျတော့ရှင်လေးကပရိဒတ်ပေါ့နော်ဒါပရိရှင်လေးကပရိဒတ်တခြင်းကကျတော့ဒါမျိုးသူ့အကြောင်းရေးထားတဲ့တခြင်းလေးပါကိုကိုတိုင်းကလည်းခန္ဓာကိုယ်တစ်ခုလုံးလှူထားတယ်မျက်ကြည်လွားတွေကလည်းလှူထားတယ်ဆိုတော့ဒါလေးကိုတငယ်ချင်းတေးစရာကိုချမ်းရေးပေးပြီးမှဒီတခြင်းလေးကပြန်လာခဲ့ပါမောင်စီးတီးထဲမှာပါတာခန္ဓာကိုယ်စိတ်ပိုင်းများကိုမသိရင်လှူရန်လို့လီမိသူဘဝအသက်ရှင်မလီပရိဒတ်များလှူဆောင်ခိုင်းလေလောလောဆယ်က အာအထဲရောင်းတယ်ပေါ့နော်အထဲဆိုင်လေးဖွင့်ထားတယ်အထဲရောင်းပါတယ်ငရင်လုတ်တော့ပြိုကျတော့ငရင်လုတ်တော့ပြိုကျတော့ပေါ့နော်အထဲရောင်းအထဲရောအကုန်ရှုံးတာပေါ့နော်အခုလောဆယ်တော့ဒီတိုင်းလေးပဲအရေရေလေးပေါ့နော်တခြင်းလိုက်လွင်ပြီးတခြင်းဆိုရပြီးကိုးမှာအဲ့ဒီကရတဲ့လာစားနဲ့ရက်တီးရှင်နာသူမြင်စီခြင်းထောင်စီလွတ်တီးနေရွာဝင်းရဲ့လမ်းတစ်ပြီးကဒီတခြင်းလေးနဲ့အတူမေသူ့ကိုလည်း ဒီလူလေးနဲ့တွေ့ပြီးမှတည်ပြီးမှအာအားပေးကြပါဦးလို့ဆက်လက်ပြီးမှပြောချင်ပါတယ်ရှင်